င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမဟာချိုင်မှာမေလ31ရက်နေ့မနက်ကယထာလမ်းပေါ်ဖြတ်ကူးတဲ့ကားပေါ်ကနေခုန်ချတဲ့မြန်မာအမျိုးသမီးငယ်တစ်ယောက်ယထာကျိတ်မိတေဆုံးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရယ်။မေလ31ရက်နေ့မနက်၈နာရီခွဲလောက်မှာမြမလုံသား6ယောက်လိုက်ပါလာတဲ့ကားဟာယထာတန်လန်းကိုဖြတ်ကူးနေတော့ယထာလာနေတဲ့အော်အော်တန်ကြောင်ကားပေါ်မှာပါလာသူတွေခုန်ချခဲ့ကြပါဗျ။ အဲ့ဒီမှာမင်းကလေးငယ်တယောက်ကတော့ဟန်ချက်ပြက်ပြီးယထာလမ်းပေါ်လဲကျသွားတာကြောင့်ယထာနဲ့တိုက်မိလို့ပွဲချင်းပြီးတေဆုံးခဲ့လို့သိရပါဗျ။ရဲရရှိစေယုံတာဝန်ရှိသူတွေနဲ့ကယ်ဆယ်ရေးသမားတွေတွားရောက်စစ်ဆေးခဲ့ရမှာအဲ့ဒီအမျိုးသမီးဟာအသက်28နှစ်အရွယ်မတ်ဖြူဖြူဖြစ်တာကိုစစ်ဆေးတွေ့ရှိပြီးတဲ့နောက်အလောင်းကိုတော့စမိုစခွန်စေယုံကြီးကိုပို့ဆောင်ပြီးဆက်လက်စစ်ဆေးခဲ့လို့သိရပါဗျ။ လူမှုကွန်ရက်မှာတွေ့ရတဲ့ယထာတိုက်မိတဲ့ဗီဒီယိုမှတ်တမ်းမှာတော့အဲ့ဒီယထာလမ်းကူးမှာအတားအဆီးမရှိပဲကားကကွေ့ပြီးဖြတ်ကူးချိန်မှာနောက်ခန်းမှာပါလာတဲ့သူတွေခုန်ချခဲ့ကြပြီးတယောက်ကတော့ယထာလမ်းပေါ်မှာလဲကျကျနေခဲ့တာပါရှင် ိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်ခရိုင်လောင်တလိုင်မြို့မှာမေလ31ရက်နေ့မနက်တနာရီခွဲလောက်ကမြေပြိုမှုဖြစ်ပွားပြီးရခိုင်ကုန်းတွေတဲခုန်နေတဲ့ဟိုတယ်လေမြေပြိုမှုမှာပါသွားခဲ့တာကြောင့်ရခိုင်ကုန်းတွေ9ဦးထပ်မံနေပိတ်မိနေတယ်လို့အိန္ဒိယရောက်ရခိုင်ကုန်းတွေစီကနေသိရှိရပါတယ်။လိုင်တလိုင်ဈေးအနီးနားရက်ကွက်မှာမြေပြိုမှုဖြစ်တာကြောင့်ရခိုင်ကုန်းတွေတဲခုန်နေတဲ့ပါရီဟိုတယ်နဲ့အနီးနားကအိမ်၆လုံးပြိုသွားကြောင်း အသေးပြောက်မရှိဘဲပိတ်မိနေတဲ့ကုံတွေတွေကိုကယ်ဆယ်ရေးလုပ်နေကြောင်းလောလောဆယ်ပိတ်မိနေသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့မရရှိသေးဘူးလို့ကုံတွေတယောက်ကပြောပါရယ်လက်ရှိအချိန်မှာမြေပြုံမှုကြောင့်ပိတ်မိနေသူတွေကိုဒေသခံလူမှုကယ်ဆယ်ရေးအသင်းနေတဲ့ဒေသအာဏာပိုင်တွေကကဲတင်မှုကြိုးပမ်းနေကြတယ်လို့သိရပါပါတယ်ရှင်အနာဒိစကောင်းဆောင်ကဒီနှစ်အကုန်နောက်နှစ်အစာပိုင်းမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ပြောဆိုပြီးတဲ့နောက်ပိုင်းပါတီမှတ်ပုံပြန်တင်ထားကြတဲ့နိုင်ငံရေးပါတီတွေက အဲ့ဒီရွေးကောက်ပွဲကိုဝင်ပြိုင်မှုပြင်ဆင်မှုတွေလှုပ်ဆောင်နေပြီမဲ့လုံခြုံရေးအာမခံချက်မပေးနိုင်တာကြောင့်ကိုယ်စလဲလောင်းရွေးချယ်ရေးမှာအခက်အခဲဖြစ်နေကြတယ်လို့ဒီဘူပီသတင်းဌာနကပြောဆိုပါတယ်ပြည်သူ့လွှတ်တော်တခုတည်းကနိုင်သူအကွန်ယူစနစ်နဲ့ကျင်းပပြီးကြံလွှတ်တော်အားလုံးကို အချိုးကျကိုစားပြုပီယာရွေးကောက်ပွဲစနစ်နဲ့ကျင်းပမယ်လို့ရေဘူကသိရှိထားတာကြောင့်ဝင်ပြိုင်ကြမဲ့ကိုယ်စလဲလောင်းတွေရဲ့ပုံတွေနဲ့အမိတွေကို ဖော်ပြဖို့မလိုတဲ့အတွက်စိုးရိမ်ဖို့မလိုဘူးလို့ပြောဆိုစည်းရုံးနေရတယ်လို့တနင်္ဂနွေလုံးအဆင့်ဝင်ပြိုင်မဲ့မြန်မာနိုင်ငံတောင်ငလသမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောဆိုပါတယ်ရောရဲ့လူရင်အားရတော့အကုန်လုံးပြစ်မြောင်တော့ဖြစ်ပြီးပါပြီကိုစလေလောင်းကိုဟိုရှာနေရွေးရတဲ့အခါမှာကိုစလေလောင်းလုံရဲတဲ့လူလည်းရှိသလိုမလုံရဲတဲ့လူတွေလည်းများနေတယ်တနိုင်ငံလုံးကနိုင်ငံရေးကိုစိတ်ဝင်စားတာမဟုတ်ဘူးစီးပွားရေးပဲစိတ်ဝင်စားတော့ကိုစလေလောင်းတော်တော်များများစီးပွားရေးသမားတွေများနေပါတယ် ဟိုနည်းနည်းဆိုရင်ဈေးလေးတွေလည်းတို့မှလည်းရှိကြပါတယ်။ဒါကြောင့်ကျွန်တော်ပြောတာကပြုတ်ကြရေရေတင်းတင်းသာလှုပ်သွားပါပီယာစနစ်ဖြစ်တဲ့အတွက်ကိုယ်ပုံလည်းမပါပါဘူးကိုယ်နာမည်လည်းမပါပါဘူးဆိုင်းဘုတ်ပဲထောင်ထားอยู่မှာပဲဆိုကြတော့ရှင်းပြရတာပါခင်ဗျ။စစ်ကောက်စီကလုံးမဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေအနေနဲ့ကိုယ်စလေလောင်းရွေးချယ်ရေးတခုတည်းတင်အခက်အခဲဖြစ်နေကြတာမဟုတ်ပဲရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာလိုက်ပြီးတဲ့နောက်ပိုင်းမဲဆွယ်စည်းရုံးရေးတွေမှာပါ လုံခြုံရေးအမခန့်ချက်မရှိတာကြောင့်လူလူကိုရွေးကောက်ပွဲဆိုင်ရာစီယုံမှုတွေလှုပ်ဆောင်ရမယ့်အပိုင်းမှာလည်းအခက်အခဲဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ပြည်내အဆင့်နဲ့တိုင်းဒေသကြီးအဆင့်မှာဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကတော့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့မဲဆန္ဒနဲ့အရေးအတွက်နေတဲ့အတွက်ကိုယ်စလဲလောင်းရွေးချယ်ရေးမှာအခက်အခဲမရှိနိုင်ပေမဲ့ပါတီစီယုံရေးလှုပ်တဲ့အခါမှာစစ်ကောင်စီဘက်ကလုံခြုံရေးမပေးနိုင်တဲ့အတွက်ကြောင့်ကြီးမားတဲ့စိန်ခေါ်ချက်ဖြစ်လာနိုင်တယ်လို့ တိုင်းလိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကလည်းပြောပါရယ်။လူလူကြားထဲမှာကြတော့လူလူတို့ကလည်းအခုခက်ခဲနေအများကြီးကြုံနေဆိုတော့တွိုင်းလာရင်းနဲ့ကျွန်တော်တို့လူစီယုံရေးကဏ္ဍတွေအားစဆောင်ရွက်နေပါတယ်ကအစီအစဉ်မပြတ်ပါတော့လက်ဆင့်ကဆင့်နဲ့မျိုးနဲ့ကျွန်တော်တို့လုပ်ပါတယ်။ကျွန်တော်လူမျိုးအနေနဲ့ကတော့လုပ်ရမယ်ဆိုတဲ့တာဝန်ရှိတဲ့ခါကျတော့လုပ်ကြမှာပါသူတို့ကမကြောက်ဘူး။ကျွန်တော်တောင်းမှအစိုးရကိုပြောတာကိုသူတို့မစိုးရင်ဘို့ တော်တော့ကျွန်တော်ရန်ကုန်မှာနေတယ်တော်ဒီတာမှာနေတယ်ဆိုတော့ပိုတိနေတယ်အရှင်နေတယ်လက်ရှိအချိန်ထိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဘက်ကဘယ်မဲဆန္ဒနယ်တွေမှာရွေးကောက်ပွဲကျင်းပမလဲဆိုတာနဲ့ဘယ်လိုရွေးကောက်ပွဲစနစ်နဲ့ကျင်းပမလဲဆိုတာကိုတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ပါတီမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီရှိပြီးပါတီမှတ်ပုံတင်ခွင့်ပြုဖို့ထပ်မံလျှောက်ထားတဲ့နိုင်ငံရေးပါတီ28ပါတီရှိပါတယ်။ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုတိုင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ဆရာနာသိမ့်မှုကိုစန့်ကျင်တော်လှန်နေကြတဲ့နိုင်ငံရေးအင်အားစု အားလုံးကအတိအမှတ်ပြုမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ TVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ကြီးပါ